ရှမ်းပြည်တောင်ပိုင်းမိုင်းပွန်မြို့မှာကုန်ကားပေါ်ပါပစ္စည်းတွေကိုစကောင်စီကကမြေကြီးပေါ်ချခိုင်းပြီးဖောက်စစ်နေတဲ့အတွက် ကုန်တွေတွေအခက်ကြုံနေရတယ်လို့သတင်းရင်းမြစ်ကအမဲခေါင်ကိုပြောပါရယ်ဒီလိုစစ်ဆေးရမှာကုန်ပစ္စည်းတွေကိုကားသမားကိုယ်တိုင်ချရပြီးပြန်တင်ရမှာလဲကိုယ်တိုင်တင်ရတဲ့အတွက်ခီးစဉ်နှောင့်နှေးကြန့်ကြာနေတယ်လို့ကုန်ကားသမားတွေကပြောပါရယ်စနပိန်ကားကြီးတွေဆိုကားပေါ်ပါသမျှမြေကြီးပေါ်ချရတယ်တင်တဲ့အခါမှာလဲကားဆရာတွေကိုယ်တိုင်ပဲတင်ရတယ် သူတို့ကအိတ်တိုင်းကိုဖောက်စစ်နေတာအချိန်တွေအရန်ကြာတယ်။ကုန်ပစ္စည်းပြန်တင်ဖို့လူငားရင်လဲတစည်းကို၃လသိန်းပေးရတော့ကုန်ကြစိတ်ကများတယ်လေ။အခုကကုန်ပစ္စည်းတွေအကုန်ချပြီးစစ်တာမျိုးကြတမင်သက်သက်ညစ်နေသလိုပဲဗျလို့ကားသမားတို့ကပြောပါရယ်။စစ်ဆေးမှုတွေကကုန်တွေတွေကိုတမင်ဒုက္ခပေးသလိုဖြစ်နေပြီးတတ်မှတ်နေရကိုကုန်ပစ္စည်းတွေအချိန်မီမရောက်နိုင်တော့ဘူးလို့လဲကုန်တွေတို့ကပြောပါရယ်။ပြည်သူကိုဘယ်လိုကူညီရမလဲ။ကုန်စီစစ်ဆေးမှုမြင်အောင်လုပ်ရမယ်ဆိုတာကို တို့ကတွေးပုံမပေါ်ဘူး။ကုံတွေနောက်ကျပြဿနာတွေကတက်နေခံရတော့ကုံတွေပဲဗျာလို့သူကပြောပါရယ်။ဒီကိတ်ဟာပရိုပေါက်ဆတဲ့ကားငယ်တွေတင်ဆောင်လာတဲ့ကုန်ပစ္စည်းတွေကိုလည်းတန်ကျွနဲ့ထိုးပြီးစစ်ဆေးနေတာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့လဲကားသမားတွေစီကသိရပါရယ်။